အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလည်ပါတယ်။ကောင်းမွန်သောဒီလေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ပါတယ်။အဲ့ဒါကျွန်တော်မင်းညကမှဒါကျွန်တော် Liverpool ရဲ့အပြောင်းရွှေ့သတင်းတွေတင်ထားခဲ့ပေးမယ်။လက်ရှိမှာ Liverpool ရဲ့အပြောင်းရွှေ့သတင်းတွေကတော့ဆက်လက်ပြီးတော့တက်နေသေးဖြစ်တယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်။အဲ့တော့ Liverpool အစ်တဲ့ခုလက်ရှိအပြောင်းရွှေ့မှာတော်တော်လေးကိုဒါကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ရက်ကိုရောက်လာခဲ့ပြီလို့ပြောလို့ရရတယ်ဖြစ်ပါတယ်။အဲ့တော့ Liverpool အစ်တဲ့ခုလက်ရှိမှာဒါကျွန်တော်လာမယ့်အဲ ရပိုင်းတွင်မှာတော့ကျွန်တော်အဝယ်တွေလည်းထပ်ဖြတ်သွားနိုင်လို့အထွက်တွေလည်းထပ်ဖြတ်သွားနိုင်တဲ့အနေအထားတစ်ခုရပါခဲ့တယ်။လက်ရှိမှာလစ်ဗာပူးသင်းရဲ့ပတ်သက်ပြီး Tier 1 level sources တွေကလည်းအခုချိန်ကြီးအလုပ်တွေရှုပ်နေစေဖြစ်တယ်ဆိုတဲ့ဥစ္စာကိုအတည်ပြုထားတယ်။အဲ့တော့ဘာတွေဘလို့ဖြစ်နေလဲဆိုတော့ကျွန်တော်နည်းနည်းလေး detail ရခင်ဗျားတို့နည်းနည်းဆက်ပြီးပြောအောင်။အဲ့တော့ လီဗာပူးအသစ်တဲ့အခုလက်ရှိမှာသူတို့ဘက်ကနေပြီးတော့တော်တော်လေးဟိုဒါကုနာတေးနဲ့ပတ်သက်ပြီးတော့စိတ်ပြတ်နေတယ်လို့ပြောလို့ရတယ်ဓမ္မပါတယ်ကုနာတေးကလက်ရှိမှာလီဗာပူးဘက်ကဘလူပဲကန်လန်ကန်လန်လက်ရှိမှာဒါကန်လန်မှုကိုလည်းညှင်းပယ်ထားခဲ့တာအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်ဒါပေမဲ့လက်ရှိမှာလီဗာပူးကနောက်ထပ်ဆွေးနွေးမှုတွေကိုပြုလုပ်ဖို့အတွက်ဒါကျွန်တော်ကုနာတေးကိုဒါကျွန်တော်ဆက်သွယ်မှုတွေကိုအဲ့ပေါ့ကစားသမားရဲ့ကက်မတောက်လျှောက်ချိန်ဆက်မှုတွေကိုပြုလုပ်ခဲ့ပေမယ့်ကစားသမားရဲ့ကက်ကအခုချိန်မှာဒါကျွန်တော်တို့စာချုပ်အစ်ချုပ်ဆိုမှုအတွက်တောက်လျှောက်ညှင်းဆန်တဲ့သဘောမှရှိတယ်အဲ့ဒါကိုပတ်သက်ပြီးတော့လီဗာပူးကတော်တော်လေးကိုစိတ်ပြတ်နေတယ်ဓမ္မပါပြောချင်တာပြနောက်ဆုံးပြโอเคအဲ့ဒါဆိုလဲငါတို့က ဒါနောက်6လနေအလွတ်နဲ့ထွက်မယ်ဆိုလဲထွက်မယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့အနေနဲ့ဒါကျွန်တော်ပို့ပို့လင်းလင်းပုံစံမျိုးလုပ်စီခြင်းတည်းမှာပါအဲ့တော့ပြောချင်တာကလီဗာပူးဘက်ကဒီဒီဒီတစ်ခေါက်တော့ပေါ့နော်အာနူးနဲ့မတူတာကူနာတေးနဲ့အပြောင်းရွှေ့မှာဆိုရင်ဒါကျွန်တော်တို့လက်ရှိမှာလီဗာပူးဘက်ကတာဝန်ကြီးတယ်လို့ပြောလို့ရတဲ့ဒေတာတစ်ခုပဲကူနာတေးရဲ့အပြောင်းရွှေ့မှာလီဗာပူးဘက်ကနေပြီးတော့ကစားသမောင်းအိုကေအဲ့ဒါဆိုလည်းမင်းအလွတ်နဲ့ပြောင်းပါလားမပြောင်းဘူးလားဒါဆိုလည်းငါတို့စာချုပ်တက်တန်တိုးပါလားအဲ့လိုမျိုးဒါကျွန်တော်လီဗာပူးကတရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်ထားပေမဲ့လက်ရှိနောက်ဆုံးဖတ်ရတဲ့သတင်းတွေအရဆိုရင်တော့ဒါကူနာတေးအနေနဲ့အိုကေဒါဆိုရင်သူ့အနေနဲ့သူဘာဆက်လို့ မယ်ဆိုတဲ့ strategy ကိုမသိရတဲ့အပြင် Liverpool ရဲ့ကမ်းလှမ်းမှုတိုင်းကိုလည်းညင်းပယ်တယ်။ပြီးရင်ဒါကျွန်တော် Liverpool ကတရားဝင်စကားပြောဆိုမှုလုပ်မယ်ဆိုတဲ့အချက်ကိုလည်းဒါကျွန်တော်တို့အနေနဲ့ရှေ့လဲမတူနောက်လဲမဆုတ်တဲ့အနေဒါတစ်ခုမှာတွားနေတယ်မှာပါတယ်။အပြောချင်တာကအဖြေကရှင်းရှင်းလေးဒါလက်ရှိမှာတို့အနေနဲ့ ဒီလိုဘူးဘက်ကလည်းစိတ်ပြတ်ပိုင်ကိုပြည့်ကြွားရှိအဲ့တော့ကုနာရီဘက်ကနေညမှာဒါကျွန်တော်တို့ကျွန်တော်ပြောကျွန်တော်အနေနဲ့ဒါပြောလို့မလွယ်ပေမဲ့တကယ်လည်းပြန်စမ်းသပ်ကြည့်မယ်ဆိုရင်တော့ professional ဆန်တဲ့အနေထား professional သိပ်မဆန်တဲ့အနေထားမှာတော့ရှိတယ်။ဒါပေမဲ့လက်ရှိမှာဒါကိုတော့ပြောလို့မရဘူးဆိုတော့ကျွန်တော်တို့ကတင်းမော်မူတီဗီဒါဟုတ်သည်ရှိမဟုတ်သည်ရှိကျွန်တော်တို့ကအဆုံးဖြတ်ရတာဖြစ်တယ်။ဒါနဲ့ညမှာဒါကုနာတီကလည်းဒါကျွန်တော်တရားဝင်စကားပြောရင်လည်းပြောမယ်မပြောရင်လည်းမပြောဒါပေမဲ့ဒါလက်ရှိမှာတစ်ခါကြာရင်ပြ FFG တို့အုပ်စုကလည်းဒါကျွန်တော်တို့တင်းစာတိုက်တွေကိုအရန်ပိုင်တယ်မှာပါတယ်။ The Athletic UK လိုမျိုးဒါကျွန်တော်တင်းစာတိုက်ကိုတော့မှသူတို့အနေနဲ့ challenge နိုင်တဲ့အနေထားမှာရှိတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဒါကိုသိတော့အ ရန်ကြီးမယုံတဲ့လူလည်းပြောခြင်းနဲ့ဒါပေမဲ့အရန်ကြီးယုံလို့လည်းရတဲ့အနေထားမှာတော့မရှိသေးဘူးဒါပေမဲ့ဘယ်လိုပြောကူနာတေးလက်ရှိပြုနေတဲ့အပြုမှုတွေကလစ်ဗာပူးတင်းတော့တော်တော်လေးကိုစိတ်ပြတ်စရာဖြစ်တယ်ဆိုတော့ကတော့လစ်ဗာပူးရဲ့ဒါကျတော့သတင်း sources တွေကမြင်ရတွေ့ရတယ်ပေါ့အဲ့တော့ကူနာတေးနဲ့ကုလက်ရှိမှာစာရုပ်တစ်ခုလည်းမချုပ်စုဘူးစာချုပ်တစ်ခုဆွေးနွေးဖို့အတွက်လည်းဒါလုံးဝလမ်းဖွင့်ထားတဲ့အနေထားမှာမရှိဘူးအဲ့တော့ပြောချင်တာကပြဿနာကဘာဖြစ်နေလဲဆိုတော့လစ်ဗာပူးတင်းဘက်ကနေပြီးတော့ဂါယူရဲ့အပြောင်းအရွှေ့ကိုအခုချက်ရှိပါ expertise ပေါ့နော်ဒါကျွန်တော်တို့မြင်မြန်ဆန်းဆန်းဒါရှေ့တူးနေရတဲ့ဘုံမှာရှိတယ်ပေါ့နော်အဲ့တော့ လက်ရှိမှာဒါလီဗာပူးဘက်ကပြန်ကြည့်မယ်တော့လေဒါကြောင့်မလူအပ်ပဲနဲ့ဒါကစားသမားတယောက်ကိုထပ်ဝယ်ရမှာတိတ်ပြီးတော့မလူလာဒါပေမဲ့ဂါယီကတော့လက်ရှိမှာဒါလီဗာပူးတင်နေဒါမလူအပ်ပဲဝယ်တယ်ဆိုတော့ဝယ်ကူဝယ်မဲ့အနေထားမှာရှိတယ်။ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်တို့လက်ရှိမှာဂျရယ်ခွန်ဇာလည်းထွက်သွားတယ်။ဂျိုကူမက်စ်ကလည်းအဲ့လောက်အားမကူအောင်ကူနာတီကလည်း injury prone ပြုံးသွားမှာဆိုတဲ့ကြောင့်မို့ဒါလက်ရှိမှာဂါယီကလက်ရှိလီဗာပူးအသင်းအတွက်တကယ်ကိုအားကိုးရမယ်ဒါခံစားမှုတယောက်ဖြစ်လာနိုင်မယ်လို့ဒါ FG လို့ဒါကျွန်တော် Michael Edward တို့အိုဆူကနေယူဆထားတဲ့သဘောမှာရှိ။အဲ့တော့ဘာဒီဘလူးဖြစ်လာမယ်မသိဘူးမဲ့လီဗာပူးတင်ရဲ့ဒါခံစားပိုင်းအပြောင်းအလဲကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ အခြေအနေမှာရှိတယ်လို့ပဲပြောပြရစီအဲ့တော့လက်ရှိမှာတော့ဒီပပူးသိန်းကတော့ဟာဗီအဲလီယော့ကိုတရားဝင်ရောင်းချတော့မှဖြစ်တဲ့အကြောင်းကို The Athletic UK ကနေပြီးတော့မနေ့ညနေ့ပိုင်းကနေပြီးတော့တင်ဆက်လာခဲ့တာကိုတွေ့ရမယ်လက်ရှိမှာဒါကျွန်တော် U21 Euro အင်္ဂလန် U21 နဲ့ Euro ကိုဒါကျွန်တော်ပပူးလောလောရထားခဲ့ပြီးဒီကေကို Man of the Match Performance ပြခဲ့တဲ့ဟာဗီအဲလီယော့ကလက်ရှိမှာလစ်ပပူးအသင်းကထွက်ခွာတော့မှဖြစ်တယ်လို့သတင်းတွေကသိရတယ်မှာပါတယ်ဟာဗီအဲလီယော့အနေနဲ့ခုလက်ရှိမှာဒါကျွန်တော်ကွင်းလယ်မှာ Florian Rich ရောက်လာခဲ့ပြီးနောက်ပိုင်းမှာဒါလူတွေများလာတဲ့အတွက်ကြောင့်သူ့အနေနဲ့သူ့အတွက်နေရာမရှိတော့ဘူးလို့သူအနေနဲ့ နဲ့လုံးဝခံစားသွားရပြီဖြစ်တယ်အဲ့တော့လီဗာပူးကလည်းဒါကိုလုံးဝနားလည်ထားပြီးပြီးတော့ကစားသမားကိုအသင်းကနေတရားဝင်ထွက်ခွင့်ပေးထားတယ် right price ရမယ်ဆိုရင်အဲဒီ right price ကိုဘယ်လောက်သတ်မှတ်ထားလဲတော်တော်လေးကိုစိတ်ဝင်စားမှုကောင်းနေတာအခြေအနေတစ်ခုလို့ပြောလို့ရတယ်ဒီ right price ကလက်ရှိမှာ Liverpool ဘက်ကနေပြီးတော့ပေါင်30နဲ့ပေါင်50ကျောက်ကို Harvey Elliott ကိုဈေးသတ်မှတ်ထားတဲ့သဘောပဲပါတယ်အဲ့တော့လက်ရှိမှာဒီ Liverpool ရဲ့ကစားသမားကိုစိတ်ဝင်စားနေတဲ့ club တွေကတော်တော်လေးကိုမြားတယ်လက်ရှိမှာဒါကျွန်တော် Brentford ကလည်းစိတ်ဝင်စားနေတယ် Everton ကစိတ်ဝင်စားနေတယ်လို့ Aston Villa အသင်းကလည်းစိတ်ဝင်စားနေတယ်ဒီကြားထဲမှာဒါ Spurs ကလည်းဒါစိတ်ဝင်စားမှုတွေကိုပြုလုပ်နေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေတဲ့မှာပါတယ်အဲ့တော့ Harvey Elliott ကမှန်တမ်းပြောမယ်ဆိုတော့ဒါကျွန်တော်တို့ အသက်အရွယ်အပြည့်တော့တကယ်တော့ကျွန်တော်တို့ work rate ရအများကြီးကြံ့သေးတဲ့ကစားသမားတယောက်သူပြောလို့ရတယ်။ U21 မှာစောနေပြီမဲ့ Elio ကလက်ရှိမှာဒါကျွန်တော်တို့အသက်21တော့မဟုတ်တော့ဘူးလို့ပြောလို့ရတယ်။ဒါမှပါတယ်အသက်အရွယ်အပြည့်တော့နည်းနည်းလေးဒါကျွန်တော်တို့ကြီးသွားပြီအသက်22နဲ့23ကြားတဲ့ရောက်နေ။ဒါပေမဲ့လက်ရှိမှာအသက်22ဆိုတာခြားတိတ်ပဲရှိပါသေးတယ်။တကယ်တမ်းမြန်ကျဲကတော့သူ့အနေနဲ့သူဆော့လို့ရတဲ့ position တွေကဒါ ကျွန်တော်မြင်ကြည့်လာပါတော့ကြာဂျာဂျန်ကလော့ပ်လက်ထက်မှာကောအခုလက်ရှိဒါကျွန်တော်တို့အာဒီဆလက်ထက်မှာသူကနေရာစုံမှာဆော့နိုင်တဲ့ကစားသမားဖြစ်တယ်။ဒါကျွန်တော်တို့ကွဲလေကောဒါကျွန်တော်တောင်မန်ကောဆော့နိုင်တဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့တိတ်ပြီးတော့ဆိုးရိမ်စရာမလိုဘူး။ဟွန်းနခေါ့ အဲဟိုတော့မနေ့ကျွန်တော်အခုမနေ့ပိုင်းပြောနေအဲ့မနေ့စောစောစီအဲ့နှောင်းအတိုင်းပဲလက်ရှိမှာဒီကစားသမားရဲ့အဓိက natural position attacking midfielder ဖြစ်တယ်လူရဲ့ center midfielder ဆော့လို့ရတယ်ပြောရရင်တော့ဒါကျွန်တော် right wing ဒီ trust ဆော့လို့အားနည်းလို့လက်ထပ်မှာဆိုရင်ဒါ Harvey Elliot right wing ဒီမှာဆော့ရအောင်လဲတွေးခဲ့ရတယ်မဟုတ်ဘူးအဲ့တော့ပြောချင်တာက Harvey Elliot ကတကယ်ကိုဒါကျွန်တော်တို့ Joker ဆက်ဆန်ဆော့လို့ရတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ကြောင့်ဝယ်ယူတဲ့ club တွေအနေနဲ့ဒီကစားသမားကိုနေရာစုံသုံးလို့ရမယ့်နေရာမှာရှိတယ်လက်ရှိမှာဒါ Everton အသင်းနဲ့ Harvey Elliot ကိုတော်တော်လေးကိုစိတ်ဝင်စားနေပြီးတော့သူတို့ရဲ့ကွင်းလယ်ပိုင်းမှာကောင်းမွန်တဲ့ဖြစ်တင်းမှုတစ်ခုဖြစ်မယ်လို့သူတို့အနေနဲ့ယူဆတယ်ဒါပေမဲ့လက်ရှိမှာ ဘူးအသင်းရဲ့ဒါဈေးသတ်မှတ်ထားတာကိုတို့နှစ်ယောက်ကမာဆေးဆိုင်ဒါဘီဖြစ်နေတာကိုလက်ရှိမှာရှိနေအဲ့တော့ဟာဗီအယ်လီယော့ကိုတိုင်ကလည်းလက်ရှိမှာဒါကျွန်တော်တို့လီဗာပူးအသင်းရဲ့ဒါကျွန်တော်တို့အာ ကစားသမားဖြစ်တယ်ဒါပေမဲ့ तू ကတော့ဒါကျွန်တော်လီဗာပူးအသင်းရဲ့ငယ်မွေးချန်ပေါင်းနေအဲ့ပေါ့လီဗာပူး U23 တို့ရလာမယ်ဆို तू ကဖူဟန်ကခေါ်ထားတာသိရတယ်ကျွန်တော်မမေကဖူဟန်ကသူ့ကိုဈေးတစ်ခုပေးပြီးခေါ်ခဲ့တာဖြစ်တယ်အဲ့တော့မမေရဗျာကျွန်တော်အဲ့တော့ကဟာဗီအဲလီယော့ကိုဒါလီဗာပူးအသင်းကဒါကျွန်တော်ဖူဟန်ကနေပြီးတော့တတန်းလားမသိဘူးကျွန်တော်မမေတယ်ပေါ့ကျွန်တော်ပေါ်တာကျွန်တော်လာပြောတယ်ဒီကောင်လေးကဘာလို့အဲ့လောက်ဈေးကြီးလို့ကျွန်တော်အဲ့တော့ကျွန်တော်ဘောလုံး vlog လေးနည်းနည်းစလုပ်နေပြီပေါ့နော်အဲ့တော့ကျွန်တော်လာပြီးဒီဘက်ကမေးတယ် ဟဲ့အောင်နဲ့ဘာလို့အဲ့ဘဲကအဲ့ကောင်လေးကဘာလက်လောက်ဈေးကြီးတာမသိဘူးလို့မသိဘူးပေါ့နိုင်တော့တာလေးကတော့အခုလက်ရှိမှာဒါ Academy Brother Fu Han ရဲ့ Academy Brother တို့ဝယ်ထားဖြစ်တယ်ဒါပေမဲ့ဘယ်လိုပြော Harvey Elliott ကတော့ Liverpool ရဲ့ဒါကျွန်တော်အုံကစားသမားကိုယ်တိုင်ဖြစ်ဒါပေမဲ့အဲ့တော့တက်တာကြောင့်မို့အာ Everton ကိုပြောင်းရွှေ့မယ်ဆိုတဲ့အပြောင်းရွှေ့ကတော်တော်လေးကိုခက်ခဲမဲ့နေထားမှာရှိပါဆိုတော့ဒီကစားသမားကဒါကျွန်တော်တို့မာဆေးဆိုင်တာပြီးရဲ့ဒါကျွန်တော်တို့လုံးဝအဲပြိုက်ရုပ်တွေကကစားသမားတွေတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီကစားသမားကဒါကျွန်တော်တို့ Everton ကိုပြောင်းရွှေ့ဖို့တော်တော်ရာခိုင်နှုန်းနည်းတယ်လို့ပြောလို့ရတယ်လက်ရှိမှာ Colin Hala တွေရတာကျွန်တော် Brighton သင်းနဲ့အခုလက်ရှိ budget အခြေအနေတွေက Harvey Elliott ကိုဝယ်ယူဖို့အတွက်စဉ်းစားသွားမယ်။လက်ရှိမှာဒါ Liverpool အသင်းနဲ့ Brighton ကိုတော့ Harvey Elliott ကိုရောင်းချင်တဲ့တဲမှာပါတယ်။သူတို့အနေနဲ့35 40တကယ်အဲ့ဂျားတွေက price rise ဈေးပြီးသွားမယ်ဆိုတော့ Harvey Elliott အသင်းကထွက်ဖို့အတွက်ရခိုင်လုံးများသွားပြီ။အဲ့တော့လက်ရှိမှာ Liverpool အသင်းကတော့ရှင်းတယ်။သူတို့ကစားသမားအရောင်းမှာသွားပြီးပူစီရမှု Jared Quansah လို့ကစားသမားပြီးတော့ Liverpool က35တန်း plus 5တန်း Euro ပေါင်တန်း40 Euro တန်း50နဲ့ရောင်းထားတဲ့သသင်းပြ။အဲ့ဒါလား Harvey Elliott ကို40မရစရာအကြောင်းမရှိဘူး။လက်ရှိမှာ Harvey Elliott ကလည်း Premier League မှာ proven ဖြစ်တာအသက်ရ22နှစ်ပဲရှိသေးတယ်။ခင်ဗျ Mind Gun 3ပြနောက်ဆုံး5နှစ် 6နဲ့ ACC 3ဦးရဲ့ကစားသမားတယောက်ဖြစ်တယ်လို့ပြောလိုက်ရအဲ့တော့လေဘဘူးတင်နဟာဗီအဲလီယော့ကဒီဇီးတစ်ခုအနေနဲ့တတ်မှတ်ထားတယ်အဲ့ဒါကလက်ရှိပုံစံမျိုးအဲ့တော့နောက်တစ်ခုနဲ့လုံးဝလုံးဝလေဘဘူးတို့ရဲ့ big surprise ကလေဘဘူးတင်နဲ့အခုလက်ရှိဒီနှစ်နွေရာသီမှာဒါလာမယ့်နှစ်နွေရာသီမှာ ESA အတွက်ဒါပတ်စံ3မှာမှတ်မိမဲ့လေဘဘူးတင်ကလက်ရှိမှာ Hugo Akatite ကိုတရားဝင်ချိတ်ဆက်မှုတွေကိုရှိနေတယ်ဆိုတာကို Fabrizio Romano ကမနေ့ကသူ့ရဲ့ YouTube channel မှာပြောခဲ့တာကိုတွေ့ရမယ် Hugo Akatite ကိုလက်ရှိမှာဒါ Frankfurt ဘက်ကနေပြောပေါင်သုံး Euro တန်တရာပတ်ချာလဲဝင်ကြခေါ်ထားတာမှတ်မိမဲ့လေဘဘူးတင်နဲ့လက်ရှိမှာကစားသမားနဲ့ပုံကိုရရာသဘောတူညီ င်မှုရခဲ့မယ်ဆိုရင်ဒီပြောင်းရွှေ့ကတို့အတွက်ကလွယ်ကူသွားနိုင်မယ်တို့တို့ကိုတို့ယူဆရတဲ့မှာအဲ့တော့လီဗာပူးတင်ကလက်ရှိမှာဒီနှစ်နွေရာသီမှာတို့ရဲ့ဘတ်ဂျက်အခြေအနေတွေအရာကြည့်မယ်အကဲခုနပေါ်ဒါဝင်နူးနက်စ်ကိုလက်ရှိမှာဟာဗီအဲလီယိုတို့အုပ်စုကိုရောင်းဖြစ်သွားခဲ့မယ်ဆိုရင်တို့အနေနဲ့ဟူဂိုအကက်တိုက်ကိုခေါ်ယူဖို့အတွက်ကြိုးစားသွားမှာဖြစ်ဒါပေမဲ့ဟူဂိုအကက်တိုက်ကိုလက်ရှိမှာစိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာတော့ဒါလက်ရှိဒါမန်ချက်စတာယူနိုက်တက်အသင်းရှိတဲ့ကြောင့်မဒါယူနိုက်တက်အသင်းနဲ့လီဗာပူးတင်ရှင်ပြီးတော့လူရမှာဖြစ်ဒါပေမဲ့ ်ကစားသမားကိုယ်တိုင်ကလည်းရှိမှာ United ဘက်ကိုနည်းနည်းလေးစိတ်ရိုင်းနေကစားသမားက United ပရိသတ်ဖြစ်တဲ့အတွက်ကြောင့်တချိန်ကအေးပေါ့တချိန်က United ပရိသတ်ဖြစ်မှုတဲ့အတွက်ကြောင့်မလို့လက်ရှိမှာ United အသင်းကိုပြောင်းဖို့အတွက်ကစားသမားကစိတ်ရိုင်းနေတယ်ဆိုတဲ့သတင်းလေးတောက်လျှောက်ထွက်ပေါ်လာဖြစ်တယ်ဒါပေမဲ့ Liverpool အသင်းကဒီအပြောင်းအရွှေ့မှာဒါပုံကိုကြီးရသဘောတူညီမှုရဖို့အတွက်ဒါစူးစမ်းနေတဲ့အသင်းတွေကသတင်းလို့သိရတဲ့မှာပါပြီးတော့ Liverpool အသင်းကကစားသမားနဲ့ဆွေးနွေးနေတယ်မှာတော့ Manchester United ကိုကြော်လွန်ပြီးတော့ပို့ပြီးတော့ရှေ့ရောက်နေတယ်ဆိုတဲ့အကြောင်းကို Fabrizio Romano ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာတင်ဆက်လာတာကိုတွေ့ရမယ်တဲ့မှာပါအဲ့တော့ပြောချင်တာကလက်ရှိမှာ Liverpool ုအသင်းနေနဲ့ဒါကျွန်တော်တောက်စတိုက်စပိုင်းကိုဒါကွင်းလေပိုင်းကိုခန်းစပိုင်းကိုတောက်ရှော့အလုတ်တွေရှယ်ရှုပ်နေတဲ့အသင်းတွေကတော့သင်းလို့ပြောလို့ရတယ်ဒါပေမဲ့လေဘူးအသင်းနဲ့ဒါကစားသမားအသစ်တွေကိုထပ်ခေါ်မယ်ဒါကကျွန်တော်ထင်တယ်ကစားသမားအယောင်ပုံမှာအများကြီးအများကြီးမူတည်သွားမယ်လို့ပြောရင်လည်းကျွန်တော်ကိုသွားကိုပြပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလူစစမှာပါဝင်ကူညီလို့ရပါတယ်မြန်မြန်လေးလေးကလစ်ဖို့မမေ့ကြပါနဲ့မြန်မြန်ကလစ်မှာမြန်မြန်နိုင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ channel လို့လည်းအားပေးလို့ရအောင်အားမေးလို့ရအောင် ားလုံးပဲကြိုးတူပါတယ်မြန်မာကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်ဒေးဗော်ဗျာ